လီဗာပူးကိုလာဖို့အတွက်ဒီဘိုင်းကိုဖိတ်ခေါ်လိုက်တဲ့တိုက်စစ်မှုဆာလာပရိသတ်တွေကအားပေးမှုကိုတခဲနဲ့ရရှိထားတဲ့လီဗာပူးတင်းရဲ့တိုက်စစ်မှုမိုဟာမက်ဆာလာရဲ့ပြောကြားချက်တစ်ခုကတော့လီဗာပူးပရိသတ်တွေကြောင့်မှယင်ခုန်ဆဲလို့ရှားစရာဖြစ်ပေါ်စေခဲ့ပါတယ်။မန်စီးတီးတင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်တဲ့ကေဗင်ဒီဘိုင်းအတွက်ဆာလာကအကောင်းဆုံးနေပဲဖြစ်ဖို့ဆုတောင်းပေးပါတယ်။ကျွန်တော်တို့မှဒီဘိုင်းအတွက်နေရာလွတ်တွေရှိပါတယ်လို့ပူးမွန်လင်းလင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီဘိုင်းကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ လီဗာပူးပြင်နောက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ CDA ကလပ်နာပိုလီအသင်းလည်းရှိနေပါတယ်။လက်ရှိချိန်မှာတော့ Kevin De Bruyne ကဒီရသည့်ကုန်းမှာ Man City အသင်းကနေထွက်ခွာဖို့တည်နေရတော့တော်တော်လေးကိုခိုင်မာနေပြီလို့ဆိုရမှာပါ။ Man City အသင်းမှာသူရရှိခဲ့တဲ့အောင်မြင်မှုတွေကတော့အထူးပြောစရာမလိုအောင်ပါပဲ။ဒါပေမဲ့လည်းဘောလုံးသမားဘွားရဲ့နောက်တဲ့ဆင့်အတွက်သူ့ဘဲကိုရရှိသွားမလဲဆိုတာကစိတ်ဝင်စားစရာပါပဲ။သူ့ကိုခေါ်ယူဖို့အတွက်လီဗာပူးအသင်းနေမကပဲ။ Sorry ကလပ်အသင်းတွေပြင် CDA ကနာပိုလီအသင်းတွေကလည်းပြိုင်ဆိုင်စိတ်ဝင်စားနေကြပါတယ်။နောက်ဆုံးထပ်ပေါ်လာတဲ့သတင်းတွေအရ CDA ကလပ်နာပိုလီအသင်းကလည်း Gavin De Bruyne ကိုခေါ်ယူဖို့အတွက်တော်လေးနှိစက်နေတယ်လို့သိရပါတယ်။ ဒီတဲ့င်းကိုပို့ပြီးဒေချာစေတဲ့အကြောင်းရင်းတစ်ခုကတော့ဒီဘရန်ရဲ့ဇနီးဖြစ်သူဟာအီတလီနိုင်ငံမှာရှိတဲ့နာပိုလီမြို့မှာနေအိမ်ကြီးကိုလိုင်းလိုင်းရှာဖွေနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ပေါ်တော်သမားတို့ရဲ့အပြောင်းရွှေ့ရမှာမိသားစုရဲ့အဆုံးပြတ်ချက်အားလည်းအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်လေးရှိလာကြအောင်ဒီတဲ့င်းကလီဗာပူးပရိသတ်တွေတော်တော်စိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာနိုင်ပါတယ်။တစ်ဖက်မှာလည်းဆာလာရဲ့ဒီလိုမျိုးပုံမှုလင်လင်ဖိတ်ခေါ်မှုဟာလီဗာပူးပရိသတ်တွေအတွက်ကတော့တကယ်ကိုမျှော်လင့်ချက်အလင်းရောင်တစ်ခုပါပဲ။ဆာလာနဲ့ဒီဘရိုင်းတို့ဟာဘလုံးလောကမှာထိတ်တန်းကစားသမားတွေဖြစ်တာကြောင့်သူတို့နဲ့ဦးသားလီဗာပူးမှာလက်တွဲကစားတာကိုမြင်တွေ့ရမယ်ဆိုရင် လီဗာပူးတင်းရဲ့တိုက်စစ်ပိုင်းဟာဘယ်လောက်ထိကြီးကောင်းမလဲဆိုတာတွေးကြည့်ရုံနဲ့တင်ရင်ခုံစရာကောင်းပါတယ်။ဒါပေမဲ့ sorry club အသင်းတွေရဲ့စိတ်ဝင်စားမှုကလည်းရှော့တွက်လို့မရပါဘူး။ sorry liya ပြီးတဲ့နှစ်တွေအတွင်းကဘာစင်ကစားသမားကောင်းတွေကိုခေါ်ယူနိုင်ခဲ့တာကြောင့်ဒီ brand အနေနဲ့လည်း sorry liya ကန်လန်းမှုဟာစိတ်ဝင်စားစရာကောင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဒီ brand ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ဟာဘယ်ကိုဥတီတော်မလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစရာပါပဲ။တကယ်ကြီးဒီ brand ကလီဗာပူးကိုရောက်ရှိလာခဲ့မယ်ဆိုရင်တော့ဒါဟာလီဗာပူးအသင်းအတွက်တော်တော်လေးကိုအင်အားတောင့်တင်းသွားစေမယ့်အပြောင်းအရွှေ့တစ်ခုဖြစ်လာမှသိကြပါရတယ်။သူရဲ့ဖန်တီးမှုစွမ်းရင်လည်းတိကျတဲ့ပေးပို့မှုတွေကလီဗာပူးရဲ့တိုက်စစ်ကိုပုံမထိရောက်လာစေမှာဖြစ်တယ်လို့ အသင်းရဲ့ကွင်းလှည့်ပိုင်းကိုလည်းပို့ပြီးတည်ငြိမ်စေမှာအမှန်ပါပဲတစ်ဖက်မှာတော့နာပိုလီအသင်းနေနဲ့ဒီဘရန်ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ CDA မှာဒုတိယရှင်ပြိုင်နိုင်စွမ်းဟာပို့ပြီးမြင်မာလာမှာတည်ချပါရယ်ဆာလာရဲ့ဖိတ်ခေါ်မှုပြင်နာပိုလီအသင်းရဲ့စိတ်ဝင်စားမှုကကေဗင်ဒီဘရန်ရဲ့အနာဂတ်ကိုပို့ပြီးမြင်မာဖြစ်စေခဲ့ပါတယ်။ဒါမယ့်ရာဒီမှာဒီဘရန်တယောက်ဘယ်ကိုရောက်ရှိသွားမလဲဆိုတာကတော့စိတ်ဝင်စားစရာပါ။လီဗာပူးအသင်းရောနာပိုလီအသင်းနဲ့ဒီဘရန်ကိုရိုင်းအတွက်ပါဘလို့ပြောင်းရွှေ့တွေဖြစ်ပေါ်လာမလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာပါ။ဒီမှာဒီနေ့ဆက်တဲ့အမားတို့ချစ်တဲ့